ဆရာရှင်မြတ်ဗျာမေကွန်းမေရှာခွင့်ပြုပါရှင်ဗျာအဲခုနအရှင်မြတ်မိတ်သွားသလိုပဲအယိုးကြည်ကြည်အေးခန်းခန်းဆိုရဲ့နေရာမှာတပည့်တော်ရေတောက်ဝီတရားအားထုတ်ရင်ရောဟိုအစာမစားပဲနေပေါ့နော်အဲ့လိုမျိုးဆိုရင်ရောတရားရနိုင်မြနိုင်ပေါ့ရေတောက်ပြီးတရားအားထုတ်တယ်ဆိုတာစာပေထဲမှာလည်းရေတောက်ပြီးတော့တရားအားထုတ်ပြီးတရားရသွားတဲ့ပုဂ္ဂိုလ်ဘုန်းကြီးတော်စာပေဗိဒ္ဓကသုံးပုံနိကေအားရထဲမှာတခါမှလည်းမတွေ့စဘူး တော့မြတ်စွာဘုရားကလည်းယဟန်တွေကိုမိယာ၄ပါးနဲ့เนาะမမိမမိဖို့၄ပါးပေါ့ချောင်ရံပေါ့အဲချောင်ရံ၄ပါးရဲ့ဆောင်ရံ၄ပါးပြောတဲ့အခါမှာပိန္ဒိယလောဘဘောဇနနေတာယစွန့်ခံစားရမယ်လို့ပဲပြောတယ်အကယ်၍မြတ်စွာဘုရားကเนาะဒီရေစွန့်ရေဖုံးပေးတာပို့ပြီးတော့လွယ်တယ်ဆိုရင်တော့ဘုရားကအဲနေတို့ဒကာဒကာမတွေရှင်ကစွန့်သွားခံမနေနဲ့အပေါ်ပါဆုံးကတော့ရေပဲ ပေါ်တယ်အဲ့ဒါရေစွန်းတာဖုံးပြီးတရားအားထုတ်ကြလို့ဘုရားပြောမှာပေါ့နော်အဲ့ဒါကြောင့်ဟိုရေစွန်းဖုံးပေးပြီးတရားအားထုတ်တာလဲဒါနီးလမ်းကြောင်းမမှန်သေးဘူးဒါနဲ့ဆက်ဆက်လို့ဘုန်းကြီးတခုပြောချင်တာဒီရေစွန်းဖုံးပေးပြီးတော့တရားအားထုတ်စေတယ်တရားအားထုတ်တာဟာမေတ္တာဖို့ရာအန္တရာယ်ဒီဖြစ်နိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ပဋ္ဌာန်းဒေသနာမှာပုဂ္ဂလောပိနော်ဘုန်းကြီးတို့ဥပနိတ္တပစ္စည်းမှာလေပုဂ္ဂလောပိဘောဇနံပိသေနာသနံပိဥပနိတ္တပစ္စေနာပစ္စယော ပုံကိုယ်တွေစားစရာဘောဇင်အဟာရတွေက နော်ဒီသင်္နာသနာတွေပေါ့အဲ့ဒါတွေကနေပြီးတော့ဥပနိတ္တယပစ္စည်းအနေနဲ့အထောက်အပံ့ပြုတယ်ဆိုတဲ့အခါကျတော့ဒီရောက်ဘုန်းကြီးတို့ဒီအဝါပေါ့ပါရဇိကအထက်ကရာထဲမှာပါတယ်ဒုတိယအုပ်မှာဘာပါလဲလို့ဆိုတော့မြတ်စွာဘုရားကဒီဒေဝရကဏီယဟန်နေအသားမစားရဆိုပြီးတော့ပညာကိုပြောတဲ့အခါဘုရားကလက်မခံဘူးလေ ဘုရားကဘာပြောလဲအစွန်းသုံးပါလို့ရင်စာဝင်ပြူတယ်မြင်ချင်းကြားချင်းယုံမချင်းမရှိရင်ပေါ့ဘုရားဘာလို့ပင်ရလဲဆိုတာအဲ့ဒီမှာရှင်းထားတာတော်တော်ကောင်းတယ်တော်တော်မှတ်သားအောင် ကောင်းတာဒီရေစွန်းကိစ္စနဲ့ပတ်သက်လို့အဲ့တော့ဘာလို့ဘုရားပင်လဲဆိုရင်တဲ့မဉဏ်ဖွဉဏ်တတိတားမြင်နိုင်တဲ့တတိကြောင့်ဘုရားကပယ်ထားတာတဲ့ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့အရတ္တဘုဥပနိဒ္ဒယကသူကဒီအသားကိုစားပြီးမှသူဒီဘောဇင်မှသူမဉဏ်ဖွဉဏ်ရမယ်ဆိုရင်အဲ့ဒါကိုဖုံးမှသူကဖြစ်မှာ ဒီเจ้าမှာအာထုတ်ပြီးမှမညံဖုန်ညာရမယ်ဆိုအဲ့ဒီเจ้าမှာအာထုတ်မှာဖြစ်မှာဒီလိုရှိတယ်အကံရေးဖခင်ကလုံးဝအသားမစားရဘူးလို့ပြောလိုက်လို့ရှိရင်เนาะပပန်းတကူသားဘယ်အသားရမှာဒီဒီအာဟာရကိုစားပြီးတော့သူဒီတရားအထောက်ပံ့ဖြစ်ပြီးမညံဖုန်ညာရမယ်ယဟန်အတွက်မေတ္တာဖို့တာအန္တရာယ်တစ်ခုလို့ဖြစ်သွားတယ်ဒါကိုဘုရားရှင်မြင်တော်မူလို့ဘုရားသည်အသားကိုငါဘုရားရဲ့ဝါဒအသားစားဝါဒလို့လည်းမပြောဘူးအသားမစားနဲ့လို့လည်းဘုရားသည်မပြောဘူး အစွန်သုံးပါးလွတ်ရင်ဖုံးပေးနိုင်တယ်လို့ဘုရားကပြောထားတယ်နော်နားလည်လားမသိဘူးငါအဲ့တော့အဲ့ဒါနဲ့ပတ်သက်လို့နော်အထင်ရှားဆုံးဝတ္ထုတစ်ခုကိုပြောမယ်နော်ဘုန်းကြီးတို့ဒီဝိမာဏဝတ္ထုမှာယဟန်တစ်ပါးကအဲ့ဒီနားထဲမှာလေထွက်တဲ့ဝေဒနာဖြစ်တယ်လေတားထွက်အဲ့တော့မြတ်စွာဘုရားကကိုသွားလျှောက်တော့ဘုရားကတိတယ်ဒီယဟန်ကကနန်းစီဖုံးပေးပြီးမှဒီယောဂါလည်းပြောက်ပြီးအရတ္တဖို့ရပြီယဟန်တာဖြစ်မှာတဲ့ဟော ဘလောက်အန်းအောင်စရာကောင်းတယ်နော်တော့မြတ်စွာဘုရားကအဲ့တော့အဲ့ဒီယဟန်ကိုဘာပြောလိုက်လဲဆိုတော့ယဟန်နဲ့ဟိုဘက် level နားမှာဆွန့်ခံကြွကြည်တဲ့အဲ့လိုပြောလိုက်တယ်။ "तू ကတိတယ်ဒီလိုဆိုရင်ဘုရားညွန်တာဆိုတော့အကြောင်းတော့ရှိမယ်လို့အဲ့ပြန်ဆွန့်ခံကြွသွားတော့အဲ့ဒီမှာလေမြတ်စွာဘုရားတပ်ပဋ္ဌဉာဏ်တော်နဲ့တိတယ်လीဒီအိမ်မှာကကနန်းကနန်းရတော့အဲ့ကနန်းစီနဲ့ထမင်းချက်ထားတာဘယ်သူ့ကိုလဲယူရထားတာမဟုတ်ဘူးနော် သူ့ဟာသူအိမ်မှာစောင်းဟောဆိုပြီးကနန်းကိုရှစ်ထားတာလေကနန်းစီနဲ့ဓမင်းချက်ထားတာဥဒိတမန္တကယေຊုသားမဟုတ်ဘုရားကယေຊုသားကိုယဟန်နေမစားရဒီလိုပဲပညာထားတာလေသူယဟန်အတွက်ရည်ရွယ်ထားတာလည်းမဟုတ်ဘူးအိမ်မှာစောင်းဟောလောက်ထားတာဒါဆိုယဟန်လည်းကြွသွားရောသူကအဲ့ဒီဟောကနန်းစီနဲ့ရှစ်ထားတဲ့ဓမင်းယဟန်လောက်လေယဟန်ကအဲ့ဒါလည်းစားပြီးရောနားရဲရလေထွက်တာလည်းပြောင်းတခါတည်းတရားအထုတ်ယဟန်နာဖြစ်ဟောတွေ့တယ်နော်ပထမမှာပါတယ်ပုဂ္ဂလောပိဘောဇဏံပိ ဥပနိတ္တပြည့်စုံတာပြည့်စုံအဲ့တော့အဲ့ဒီရေစုံဖုံပေးပြီးတော့တရားကျင့်နေဆိုရင်ဒါဟာမညာဘုံညာအန္တရာယ်ကိုအများကြီးအန္တရာယ်ရှာနိုင်တယ်ပြဿနာရှိတယ်အဲ့တော့ဘုရားရှင်ကလည်းရေစုံဖုံပေးပြီးမှနော်တရားကျင့်ရမယ်ဆိုရင်ခုနလိုရှင်းရှင်းလင်းလင်းလေးပဲဘုရားပြောခဲ့တော့မှာပေါ့နော်ဒါရေစုံမဲ့ဖုံပြီးတရားအထုတ်ကြဆိုပြီးတော့နော်ဘုရားရှင်လည်းပထမအဲ့လိုမျိုးအစအတော့တွေမှာဒါအကြီးချိုးချံပြီးတော့ဟုတ်လားပဲစီတစ်စီးလောက်ပဲစာကြည့်နေကဒါ လမ်းကြောင်းမကြဘူးမစ္စည်းမပရိပရာမကြဘူးเนาะခန္ဓာကိုယ်မှာအာဟာရဖြစ်တင်ဖြစ်တိုက်တဲ့ဟာကိုပြစ်ဆွေကနာဆင်ញင်ပြီးတော့ဖုံးပေးတင်တာဖုံးပေးရမယ်ဆိုပြီးဘုရားကိုယ်တိုင်ပြန်ပြီးတော့မစ္စည်းမလမ်းစဉ်ကိုကျင့်တာပဲเนาะမြတ်စွာဘုရားရဲ့လမ်းစဉ်ကလုံးဝအစာအာဟာရမစားခြင်းဟာလဲဒါတဖြစ်ဆုံးရောက်တယ်အစာကိုလောဘကြီးနဲ့တခါတည်းဘုရားမကောင်းတယ်ဘုရားမစိုင်းနေတယ်ဆိုရင်လဲကာမတုခံလိကနူယောဘက်ကားဘက်ကိုရောက်တတ်တယ်ဟုတ်လားအေးလုံးဝမစားဘူးအစာမစားဘဲနဲ့ ဒုက္ခခံပြီးတော့နေတယ်ဆိုရင်လည်းဒါအတ္တကိလေသာနုယောဂပဲရောက်တတ်တယ်။အဲကိုကအစာတော့ဖုံးတယ်။တရားတရားအမှန်အအကောင်းနေလို့အရတ္တဖို့မရမရှင်ဒီနာကမထားဘူးဆိုတဲ့သဘောကတော့ဒါအတ္တကိလေသာနုယောဂမဟုတ်ဘူးတဲ့။ဇာပင်မှာတမ္မာဝါယမမက်ခင်တဲ့နော်။အဲ့တော့မြတ်စွာဘုရားကဒီအစအစအရာကိစ္စကိုဘလောက်တောင်တားမြင်နေဆိုယဟန္တာတပါယဟန္တာဖြစ်နေပြီနော်ကိလေသာကုန်နေပြီအဲ့ဒါဆွမ်းခံကြွားပြီလို့ရှိရင်အဲ့ဒီပိုတဲ့ဆွမ်းတွေကိုသမင်းကြောင့်လန်းထားတာ ်ချင်းမြောက်လှမ်းပြီးတော့အဲ့ချင်းမြောက်လေးတွေပဲရင်နဲ့ဖုံးပေးပြီးတော့စားတယ်တမပတ်ပြန်ဝင်စားတယ်ခုနှစ်ရက်ကြာမှဆွန်းတကာပြန်ခါနဲ့အဲ့ဒါဘုရားတိတော့ဘုရားတိခါဘုပညာတယ်နော်ကဲဒီလိုမလုပ်ရဘူးတဲ့ဘုရားကနော်ဒါမြတ်စွာဘုရားရဲ့သတ္တပ္ပဉ္စတော်ဘလောက်အာဟောဇာကောင်းတယ်ဒါမှအဓိပ္ပာယ်တွေရှိတယ်နောက်လာနောက်သားတွေမြတ်စွာဘုရားကအတုလိုက်မှဆိုးလို့ဟောကယဟန္တာလေယဟန္တာကတော့ကိလေသာကင်းကွာနေပြီဒါခေါင်းခေါင်းပါးပါးနဲ့နေတာပဲသမင်းကြောက်ကလေးတွေရင်းနဲ့တူးစားတာနော် အဖုံးကြီးထင်တယ်ဒီဒီခက်မှာလဲအဲ့လိုရေစုံဖုံးပြီးတော့တရားကျင့်မယ်ဆိုရင်ဘုရားရှင်ရှင်ဘုရားသာတားမြင့်မှာအမှန်ပဲရင်နော်တကယ်တကယ်လဲစာပေချမ်းငါရာဒါမညီညွတ်ဘူးလို့ပြောကျင်တယ်အထူးချောင်ရှားရမယ့်အရာတစ်ခုဖြစ်တယ်အေးတခုကတော့ရှိတာပေါ့ကိုဇိတ်စကားတော့တက်တာတယ်ပေါ့နော်ရေစုံဖုံးပြီးပြီးတော့တရားအားကြတော့ရတာမရတာတဲ့ဇိတ်စကားတော့တော်တော်တက်တာသွားတယ်ဆက်ဆက်မေကွန်မေရှာခွင့်ပြပါရှင်မအရှင်မကကုနာပြောသွားသလိုဆိုရင်အသားစား အသားဟိုဘယ်လိုခေါ်မလဲသူအသားစမတာနေဒီတရားရနိုင်နေရောဒီအဟာရဓာတ်တစ်ခုဟိုသူ့မှာလုံနေတဲ့ဟာဖြည့်မတာတရားရနိုင်နေဆိုရင်ဒီဘက်ခင်မှာကြတော့တပည့်တော်ဘယ်လိုမျိုးတည်နိုင်လဲအိုက်ကိုလိုချင်တဲ့အဟာရတပါရမျှမဲ့အဟာရမျိုးကြတော့ဘယ်လိုမျိုးတည်နိုင်မလဲဗျအဲ့ဒီသဘောတဘာဝတွေကအကုန်လုံးကအဲ့ဒါကိုအကျွင်းမဲ့ကိုဖျန်းရှင်မဲ့တည်မှာပဲเนาะဘာလို့တော့ဒီ ဟိုပေါ့ဟိုဘုရားအကုန်လုံးအကျွင်းမရတော့ဘုရားရှင်ပဲသိမယ်လीသို့သောအဘိညာဉ်ရတဲ့ပုံကိုယ်တွေလည်းသိနိုင်တယ်အဘိညာဉ်ရတဲ့အရိယာတွေပေါ့ဇာတန်းမှာဆိုဒကာမကြီးတယောက်ကအဲ့ဒီမှာသူ့ရဲ့ယဟန်နေကြီးလိုက်တယ်ယဟန်နေရတရားမရအောင်သူကအနာဂံဖြစ်နေပြီနောက်ပြိတံပြီးတာပတ်တာဘိညာဉ်ရတယ်ယဟန်နေဘာလို့တရားမရတယ်ဆိုဘောဇနာတတ်ပါရမမြအောင်ဟောအဲ့တော့ तू ကဘောဇနာတတ်ပါရမမြတဲ့အတွက်ကြောင့်နော်ဖျားလို့တော့ तू ကအသေးစိတ်မသိနိုင်ဘူးလीအဲ့တော့ तू က ချိုရှင်ဖန်ကအရသာအကုန်လုံးသူစီစဉ်ပေးထားတယ်။တော်ကိုနဲ့အစဉ်ပြေတဲ့ဟာကိုကိုကကိုကတ်ခံထားပြီးတော့ယူဖုံးပေး။အဲအဲ့လိုမျိုးလုပ်ပေးထားတာပေါ့နော်။အဲအဲ့အဲ့လိုမျိုးလေးရှိခဲ့တယ်။အဲ့တော့ဟိုအကုန်ကဘယ်ဟာစားရင်တော့ငါတရားရမယ်တော့တိကျကြီးတော့မတိနိုင်ဘူးပေါ့နော်။အဲ तू နဲ့တတ်ပါရမျှတဲ့အစာအာဟာရနဲ့တည့်သွားရင်တော့ तू ကတရားတက်မယ်ပေါ့။ဒါကြောင့်ဘုန်းကြီးတို့ဝိသုဒ္ဓိမြတ်မှာပါတယ်လေ။ဟိုတရားတွေဘာတွေတိုးတက်တဲ့ပုဂ္ဂိုလ်ကိုတရားယော့သွားလို့ရှိရင် ဲ့တရားကိုပြန်တက်ဖို့အတွက်ကိုရထားတဲ့တရားကိုဥမာဆိုရပါဆိုတရားအားထုတ်တယ်အာနာပါနအလင်းနမိတ်ရလာတယ်ပေါ့အဲ့ဒီအလင်းနမိတ်ရတဲ့နေ့မှာမှတ်တမ်းလေးနဲ့သိချရေးထားရတယ်ဘယ်နေ့ဘယ်နဲ့ဘယ်လဘယ်ဥဒုဘယ်အချိန်ဘယ်အဆောင်ဟောဘယ်အစားစာအကုန်လုံးမှတ်ထားရတယ်တဲ့အဲမှတ်ထားပြီးတော့အဲ့ဒီတရားအားထုတ်လို့တမာရီအားတွေယော့သွားလို့ပြန်ကျသွားရင်အဲ့ဒီကိုနော်ကိုရထားခဲ့တဲ့ဥဒုတွေအစားအသောက်တွေနေ့ချိန်တွေအဲ့ဒါတွေပြန်ကြိုက်လို့ပြန်ပေါ်တယ် သူကဒါစာပေမှာတကယ်ယဟန္တာတွေကသူတို့ယဟန္တာရှင်မြတ်တည်းရဲ့ကိုယ်ထွေးကိုဒါမှတ်တမ်းထားထားခဲ့တာเนาะအဲ့လိုရှိတယ်